ဈေးနှုန်းက3,800ရဲ့3,800ရဲ့ဆိုပြီးတော့သူကအလွှာအနည်းမြင့်กว่าပေါ့နော်အဒီအခန်းကတော့ဒါနှစ်လွှာမှာဖြစ်တဲ့အတွက်ကြောင့်ဒါကတော့3,800ပါမှာမိဘကမှဆိုလို့ရှိရင်တော့ facility နဲ့ရေခဲတက်တာပါမယ်ဒီလိုမျိုးပစ္စည်းတွေထည့်ဖို့ဒါ kitchen cabinet ပါမယ်ပေါ့နော်ဒီအခန်းလေးကတော့2ယောက်ခန်းပါ2ယောက်ခန်းရဲ့ဈေးနှုန်းကတော့3,800ကနေပြီးတော့2သိန်းကျားရှိပါတယ်ဒါအလွှာအနည်းမြင့်ဘယ်တယ်မှပါတာမှာပါတာကောင်းပဲပေါ့နော် အားလုံးမင်္ဂလာပါရှင်ဒီနေ့ကတော့တာကေတာနော်ရလန်ရှေ့ရွက်မှာရှိတဲ့မိန်ကလေးသီးသန့်အဆောင်တန်တန်လေးတခုလိုက်ပြပေးမှာဖြစ်ပါတယ်အခုဒီနေ့ကတော့အေယာဝန်လမ်းမကြီးနဲ့ဝင်လာမယ်ဆိုလို့ရှိရင်ဒီလမ်းကတော့နော်ရလန်မကြီးပေါ့နော်အခုနော်ရလန်တွေနှစ်လမ်းရဲ့ဒီထိတ်ကဒီအဆောင်မှာအနည်းဆုံးဈေးကိုပြောမယ်ဆိုလို့ရှိရင်တော့တိုက်ရောက်ကိုစဉ်းစားရင်တော့ဈေးပဲပေါ့နော်ဒီနေ့ကအခုနည်းနည်းဈေးကွက်ွားရဲ့အချိန်မို့လို့ဒီလမ်းအကုန်လုံးကဒါရှေ့ရွက်ဈေးပေါ့နော်ဟိုဘက်ကိုသွားမယ်ဆိုလို့ရှိရင်တော့ဒါ၁၀ရွက်ဈေးရှိမယ်ပြီးတော့အနည်းဆုံးမှတ်နိုင်ဆိုလို့ရှိရင်တော့ဟိုဘက်မှာ ်တစ်ဆယ်ဂိတ်မှတ်တိုင်ခေါ်မယ်တင်တယ်အဲအဲမှတ်တိုင်ရှိပါတယ်လိုက်ကတော့ဒီတိုက်ပါဆောင်းတော့ရောက်လာပြီပေါ့နော်အဆောင်ကကြတော့ဒီနေရာကဒုတိယထက်ဒီမှာဆိုရှင်စာလဲကတ်ထားရယ်ပေါ့နော်ဒီညင်ကြီးထက်မင်းတကားတော့ဦးတဲ့ညဆယ်နာရီဆိုပိတ်မယ်ပေါ့နော်အဲအကြောင်းမလို့ဒီဆောင်းကပြောရမယ်ဆိုလို့ရှင်တော့ဒါလုံလုံချုံချုံနဲ့ဒါနေလို့ရရယ်ပေါ့နော်အဆောင်မှာဆိုလို့ရှင်အဲ့တော့အခန်းရင်လိုက်ကြည့်ပါမယ်ခန်းကဒီဘက်ချမ်းမှာတရားခန်းမှာဒီဘက်မှာဆိုလို့ရှင်သူကဂဒင်လေးလဲပါတယ် ပြီးတော့ဒီလိုစာကြည့်စပွဲလေးလည်းပါတယ်ဒီလိုပစ္စည်းလေးထည့်ဖို့ခံလို့လေးလည်းပါသေးတယ်ဒါကတော့ဗီဒီယိုပါဗီဒီယိုဆိုလို့ရှိရင်ဒါအကန့်လေးပဲပေါ့နော်ဒီဘက်မှာဆိုလို့ရှိရင်အဝတ်စားတွေချက်လို့ရတယ်ဒါတိတ်ချလေးလုပ်ပေးထားဒီ agree အဆောင်မှာကျတော့ तू တယောက်ခန်းကနှစ်မျိုးရှိရပေါ့နော်ဈေးနှုန်းက3,800ပဲ3,800ပဲဆိုပြီးတော့ तू ကအလွှာအနည်းငယ်ကွာပေါ့နော်ဒီအခန်းကတော့ဒါနှစ်လောင်းမှာဖြစ်တဲ့အတွက်ကြောင့်ဒါကတော့3,800ပါအဲ့တော့အဟောကအခုဒီဘို့ချောင်းလိုက်ပြပေးဒါကတော့မီးဘို့ခန်းပါ ။ဒီဘုံကမှဆိုလို့ရှိရင်တော့ facility နဲ့ရေခဲတက်တာပါမယ်။ဒီလိုမျိုးပစ္စည်းတွေထည့်ဖို့ဒါ kitchen cabinet ပါမယ်ပေါ့နော်။ပြီးတော့ဒီဘုံမှဆိုလို့ရှိရင်ဒါထမင်းစားစပွဲပါမယ်။အာဒီမှာတော့ဒါထမင်းပေါင်းလေးနဲ့ဒါဒန်နီအိုးလေးနဲ့ပေါ့နော်သူတို့တက်တက်ရဲ့လေးတင်ထားကြတယ်အဆောင်ပိုင်းရဲ့သူတွေကဒီဘက်ချမ်းမှာဆိုလို့ရှိရင်တော့ဒါရေချိုးခန်းရှိမယ်ပေါ့နော်သူကရေချိုးခန်းထဲမှာလည်း toilet တစ်ခုရှိမယ် toilet မဆောက်ရအောင်လို့ပေါ့နော်တရားနဲ့တရားပြီးတော့ဒီဘက်ချမ်းမှာလည်းဒါ toilet တစ်ခန်းရှိပါမယ်อืมမစိုးပါဘူးအဲဒီမှာတက်တက်ရှင်လေးလုပ်ပေးထားတယ် ရေချိုးခန်း toilet ရဲ့အပြင်ဘက်မှာဆိုလို့ရှိရင်ဒါလက်ဆေးဘေစင်နဲ့မှန်လေးနဲ့ထားပေးထားပါသေးတယ်။ ဒီမချမ်းမှာလည်းသူကရေချိုးကန်းလိုမျိုးလုပ်ပေးထားရပေါ့နော်ပဒင်းမကိုပိတ်လိုက်မယ်ဆိုလို့ရှိရင်ဒီနေရာမှာရေချိုးလိုလည်းရတယ်အဝတ်လျှော်လိုလည်းရတယ်ဒါအဝတ်လှမ်းဖို့တဲ့ဆင်လဲထားပေးထားတယ်ပြီးတော့ဒီအပေါ်မှာတော့တိုင်ကြီးနဲ့ပေါ့နော်ဒီမှာရေချိုးစီစီပိုင်းနှစ်ခုလောက်ထားပေးထားတယ်လွတ်လပ်ဒီနေရာမှာပဒင်းမဖွင့်ပြီးတော့အဝတ်တွေပါအေးဆေးလျှော်လို့ရတယ်ဒီအေဂရီအမျိုးသမီးတည်တန်းအဆောင်ကဒါဒီနေရာလေးရတာလုံးဝနေရာကောင်းလို့လည်းပြောလို့ရတယ်ပေါ့နော်ဒီအဆောင်ရဲ့အနေအထားပါဆိုလို့ရှိရင်ဒါစီတီမတ်တို့ဝမ်စတော့မတ်တွေလည်းရှိရပေါ့နော်ပြီးတော့နောက်ထပ်တစ်ခုကောင်းတဲ့အချက်ကဒီအဆောင်ကဒီဘက်တိုက်တစ်ချမ်းလုံးပဲပေါ့နော်ဒီအဆောင်ကပြောရရင်လူနေတိုက်ခန်းတွေက ှာသူကအခန်းကြီးကာရတာမဟုတ်ပဲနဲ့ပေါ့နော်ဒီအဆောင်ဖွင့်ဖို့အတွက်ဒါတီးတောင်ယူရပြီးတော့ဒါ facility အပြည့်နဲ့လုပ်ပေးထားတာဆိုတော့ဒါ main ကလေးတီးတန်နေမယ်ဆိုတော့ရှင်ဒါအရန်ကောင်းတဲ့အဆောင်တစ်ခုပဲဖြစ်ပါတယ်ကဲအခုတော့ဒါနှစ်လောက်ပြပြပွားရေဆိုတော့အောက်ထပ်ကပထမထပ်ကအခန်းကြီးကိုလည်းလိုက်ပြပေးပါမယ်ဒါလေးကလည်းပထမထပ်မှာရှိတဲ့တရားခန်းမှာဒီအခန်းမှာဆိုလို့ရှင်လည်းဒါဘီဒိုပါမယ်ပေါ့နော်ဘီဒိုမှာဆိုလို့ရှင်သူကကိုလုံးပေါ်မှန်လေးတောင်မှပါသေးရဲ့အဲ့ဘေးမှာဆိုလို့ရှင်ဒါစပွဲရှိမယ် color time ပါမယ်ပြီးတော့ကဒင်လေးလည်းပါမယ်ပေါ့နော်ဒီအခန်းနဲ့ခုနပြခဲ့တဲ့တရားခန်းနဲ့မတူတဲ့အချက်ကတော့ဒီအခန်းကတော့ပဒင်းမောင်လေးပါတာပါဒီ ီခန်းကလည်းဈေးနှုန်းကတသိန်း၈၀၀၀ပါပဲအလွှာနှိပ်မှရှိလို့ပါဒီခန်းလေးကတော့နှစ်ယောက်ခန်းပါနှစ်ယောက်ခန်းရဲ့ဈေးနှုန်းကတော့တသိန်း၈၀၀၀ကနေပြီးတော့နှစ်သိန်းကျားလေးရှိပါတယ်ဒါအလွှာအနည်းအမြင့်ဗဒင်မောက်ပါတာမှာပါတာကောင်းပဲပေါ့နော်တသိန်း၈၀၀၀ဆိုတော့တစ်ယောက်ကို၉၀၀၀ပဲကျမှာပါဒီနှစ်ယောက်ခန်းမှာနေခဲ့သူတော်တော်များများတော့ဒီနှစ်ယောက်စာပေးပြီးတော့ပေါ့နော်ဒီတစ်ခန်းတော့တစ်ယောက်တည်းနေကြလဲများပါတယ်ကိုတစ်ယောက်တည်းနေမယ်ဆိုရင်တော့ဒါတသိန်း၈၀၀၀နဲ့ဒါကြကြဝန်းပစ္စည်းတွေလည်းအများကြီးထားပြီးတော့နေလို့ရပါတယ်ဒီခန်းမှာဆိုလို့ရှိရင်လည်းဒါပစ္စည်းတင်တဲ့စင်လေးပါမယ်ပြီးသွားလို့ရှိရင်တော့စာကြည့်စပွဲလေးလည်းပါမှာဖြစ်ပါတယ်ဒီနှစ်ယောက်ခန်းမှာတော့ဗီဒီယိုတော့မပါပါဘူး Oh. ဒီအင်ဂရီအမျိုးသမီးတည်တဲ့အဆောင်မှာနောက်ထပ်ကောင်းတဲ့အချက်တစ်ခုကကြတော့ဒီတလွားနဲ့နှစ်လွားမှာပေါ့နော်ဒီလိုမျိုးအဲကွန်းကိုနောက်မှာတလုံးပြီးလို့ရှိရင်ဟိုရှေ့ဘက်မှာတလုံးထားပေးထားတယ်။အဲဆိုတော့ဒီနောက်ဖေးတကားနဲ့အင်ရှေ့တကားတွေအကုန်ပိတ်လိုက်မယ်ဆိုလို့ရှိရင်ဒီအဲကွန်းလေးကဒီလိုမျိုးအိတ်ဆော့ဖန်လေးတွေကနေဝင်သွားမှာပေါ့နော်။အဲဆိုတော့ဒီအဆောင်ကနေတဲ့ main ကလေးပြောတဲ့အချက်ရတော့ဒီအဲကွန်းကဒီတလုံးမဲ့ဖွင့်နေအောင်မှာဒါတော်တော်လေးအေးရယ်လို့ပြောရပေါ့နော်။ပြီးတော့ဒီအင်ဂရီအမျိုးသမီးတည်တဲ့အဆောင်မှာဝင်နေမယ်ဆိုလို့ရှိရင်တော့စပေါ်9000ကျော်ပြီးတော့ပေးရပါမယ်။ကိုကအချောင်းတစုံတရာတစ်ခုခုကြောင့်မနေဖြစ်တော့ဘူးဆိုလို့ရှိရင်တော့15ရက်ကျော်ပြီးတော့ပြောရပါမယ်။ အဲ့ဒါမှပဲစပုံးငွေကိုပြန်ရမှာပါဒါပေမဲ့ဒီအဆောင်မှာတစ်ခုရှိတာကတော့သူကရေဘိုးမီးဘိုးကတော့အပီးစီမဟုတ်ပါဘူးရေဘိုးမီးဘိုးကိုဒီအဆောင်အလှော်မှာနေတဲ့သူတွေကအချင်းချင်းကုန်ကြအကုန်ကြတာပေါ့နော်မျှခံပေးရမှာပဲဖြစ်ပါတယ်ရှင် ဒီနေ့ဟိုမှာရိုက်ပြပေးခဲ့တဲ့အဆောင်လေးရဲ့လိပ်စာကတော့ဒါတာကေတာနဝရနှစ်လန်းသွဲဒါ၈ရောက်ကမှရှိတာပဲဖြစ်ပါတယ်ဒီအေဂရီအမျိုးသမီးတည်တဲ့အဆောင်ကဒါတိတ်မကြငယ်လားတွေအတွင်းမှာလည်းတမိုင်းမှာချက်ပြီးဖွင့်ဦးမှာပေါ့နော်ပြီးတော့နောက်ထပ်အဆောင်လေးနဲ့တိုးချဲ့သွားဖို့ရှိရလို့အဆောင်ပန်းရှင်စီရရင်သိရပါတယ်အဲ့တော့ဒီအေဂရီအမျိုးသမီးတည်တဲ့အဆောင်လေးမှာနေဖို့အတွက်စိတ်ဝင်စားရဆိုလို့ရှိရင်တော့ဒီဖုန်းနံပါတ်လေးတွေကိုဆက်သွယ်လို့ရပါတယ်ရှင်ဟိုမှာတို့ကဒါရန်ကုန်မှာပေါ့နော်အဆောင်ရှာနေတဲ့သူတွေအတွက်ဒါလွယ်လွယ်ကူကူနဲ့အဆင်ပြေချွတ်ချွတ်မွေ့နေလို့ရအောင်လို့အဆောင်လေးကိုလိုက်ပြီးတော့ရှိုက်ကူတင်ဆက်ပေးနေရတာဖြစ်ပါတယ်ရှင်အဆောင်ပန်းရှင်တွေအနေနဲ့ကလည်းကိုယ့်ရဲ့အဆောင်လေးကိုကြော်ညာခြင်းလဲဆိုလို့ရှိရင် င်တော့ဟိုကတော့ဗီဒီယိုပေးရှက်ချက်ပေါက်မှာလာပြီးတော့ဆက်သွယ်လို့ရပါတယ်ရှင်အဲဆိုရင်နောက်ဘလော့မှာပြန်တွေ့ပါမယ်